တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစရိယခုတော့ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလည်းအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့ဘူးတယ်ပေါ့ဆရာကျွန်တော်ခေါင်းတစ်ခုလည်းပြောလိုက်တယ်အဲရှေ့မှာလာကြည့်နေတာတွေကအဲအချားပညာရှင်တွေလည်းများတယ်သူတို့ရှိန်ပြီးတော့လွယ်မှာမှားမှောင်အကြောင်းနဲ့မလွယ်လို့မှားလို့ရတယ်ဘာကြောင့်မင်းကအစ်စ် မင်းဘာလုပ်လဲဆိုတော့လာကြည့်နေတာဆိုပြီးဆရာကျွန်တော်ခွန်အားတွေပေးအဲ့ဒီမှတ်မှတ်ရပဲအခြားရှူတန်းသူတွေလည်းကျွန်တော်အများကြီးလာကြည့်တယ်တနေ့ကုန်မှတ်မှတ်ရသူတို့ကဆက်မီဆာဗာလိုပဲဖြစ်ဖြစ်ပြောကြတာပေါ့ပြောကြရင်လည်းဒီဘက်မှာကျွန်တော်ပြန်နားထဲမှာကြားတာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးเนาะတချို့တော့ကပြောတာအဲ့ဒါလေးစင်ကောင်းဖြစ်တယ်ပေါ့စင်ကောင်းဖြစ်တဲ့ခါကျကျွန်တော်ပို့စူးစမ်းပြီးလုပ်တယ်ဒါပေမဲ့ကျင်းစီတယ် အမားတွေအများကြီးဖြစ်နေမှာပဲဒီဇလန်းတွေပထမဆုံးကျွန်တော်စရိုက်ထားဖြစ်တဲ့တော်လေအများကြီးတော့ဖြစ်နေမှာပဲဒီနေ့ကနည်းနည်းထူးစမ်းလေးပေါ့ထူးစမ်းလေးဒီသင်တုံးသားဆိုတဲ့ကာမှာဒါကျွန်တော်ပထမဆုံးအဲဒီ online မှာနာမည်လေးနည်းနည်းလေးရပြီပထမဆုံးကင်မရာရှိကိုစရောက်တဲ့ကားလေးပေါ့ဒီသင်တုံးသားဆိုတဲ့ကားလေးကမမရာလေးအဲ့ဒီကားလေးဆိုရင်တော်တော်ကြာပြီကျွန်တော်တို့၄နှစ်လောက်ဖြစ်သွားပြီပေါ့အဲ့ဒီကားလေးမမရာဆရာစီရီကကျွန်တော်အဲ့တော့ကျွန်တော်ပြုံးလေးမှရိုက်ကြတာခေါ်လဲပြီးလဲပြီးတော့ကင်မရာ၄လုံးနဲ့ပထမဆုံးမမရာ ကျွန်တော်ပုံမှာပထမဆုံးစရိုက်ကလည်းဇလန်းတွဲလေးပါဟုတ်ပျော်ပါတယ်ပျော်ပါတယ်ဆိုတော့ဟိုအရင်တော့ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ဇလန်းတွဲလေးဖြစ်တဲ့အတွက်ပထမဆုံးသာထွက်ခဲ့မယ်ဆိုရင်တော့အဲအရန်ဒေတာဘူးပျော်ရမှာပေါ့နော်ကိုကကျွန်တော်ရှင်းမှာမမရရုပ်ရှင်လေးတွေရတယ်သူ့နောက်မှာသူ့ရှင်းမှာအရင်လေးတွေထွက်ထားတယ်ဆိုတော့ဒါရုပ်ရှင်ထွက်ပြီးမှဒါလေးကအရင်အရင်ဆုံးရတဲ့ဟာနောက်မှပြန်ထွက်လာရဲဆိုတော့အဲတမျိုးရင်ကုန်စရာလေးတော့ဖြစ်မှာပါပထမဆုံးရိုက်တဲ့ဟာလေးတော့ပုံစံလေးကတော့ကျွန်တော်တို့အဲ့နေ့တော့မမရပဲကျွန်တော်ပြုံးလိုက်မှရိုက်တော့ဘယ်လိုပြောမလဲကန်ထွက်တွေ ရိုက်ကြတာမဟုတ်ဘဲနဲ့ကျွန်တော် daily ပုံစံမျိုးတွေရိုက်ကြတဲ့ခါကျတော့တယောက်ချင်းစီတယောက်ချင်းစီဖြတ်ပေးကြတာလေအဲ့တော့ကျွန်တော် budget အရာရောပေါ့နော်အဲ့လိုရိုက်တဲ့ခါကျကျွန်တော်တို့ကကျွန်တော်၃ရက်ကျွန်တော်သွားရိုက်ပေးရတယ်၃ရက်ကိုကျွန်တော်နဲ့ပတ်သက်တဲ့စင်းနေစင်းနေအကုန်လုံးဖြတ်ပေးလိုက်ခါကျကျွန်တော်ဇက်ကိုတော့ပုံမလင်းလင်းပြောရင်တော့မတည်ဘူးပေါ့ဇက်ကအစလဲဆုံးတော့မတည်ဘူးဒါပေမဲ့ကျွန်တော်ကတော့ collector လေးရတော့ဟိုဇက်လက်ပေါ်ပါမှာဆိုတဲ့အဓိကဒီဇက်မှာရှိတဲ့ကျွန်တော်ကအလွဲကောင်လေးတယောက် အဲ့လိုပုံစံမျိုးအတီပေါင်းနဲ့လွယ်တဲ့ကောင်လေးတရားဝယ်အဲ့လိုပုံစံမျိုးလေးနဲ့ရိုက်ရအောင်ဟုတ်ပထမဆုံးစပြီးတော့အဲ့ဒီဇလန်တွဲလေးရိုက်မယ်ဆိုပြီးတော့ဆရာသတိကိုယ်တိုင်ဖုံးဆက်တယ်အဲဖုံးဆက်ပြီးတော့ပြောတဲ့အချိန်မှာဟုတ်ကောဟုတ်လို့လားလို့ကိုယ့်ကိုယ်ထင်တယ်တကယ်တကယ်ကြတော့ဆရာသတိကိုယ်တိုင်တကယ်ဖုံးဆက်တယ်ဆက်တဲ့ပြုံမှာအမှုပညာကြီးတောင်းဖို့ကြတော့ကျွန်တော်ပထမဆုံးစပြီးရိုက်ရမယ်ဇလန်တွဲလေးရုပ်ရှင်နဲ့ဇလန်တွဲလေးလည်းမရိုက်ဘူးတဲ့ခါကျပတ်ဆက်ဘယ်လောက်တောင်းလို့တောင်းအောင်မှလည်းမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဆရာသတိကဘယ်လားဆိုရင်ဘယ်လိုမျိုးတောင်းအောင်မလဲ ဘယ်အရာဆိုရင်ဘယ်လိုမျိုးတောင်းအောင်မယ်အခုဒါကတော့ငါးဇက်လန်အတွက်ဘယ်လိုဘယ်လိုဖြစ်တဲ့အတွက်မင်းကိုဘယ်လိုပေးမယ်ဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာမှတ်ထားတာထက်လဲပို့ပြီးတော့အမှုပညာကြီးလဲပို့ပေးတယ်ဆရာပို့ပေးပြီးတော့တေချာရိုက်တယ်ရိုက်တဲ့ပြုံမှဖြစ်ကျင်တော့ကျွန်တော်တို့ရဲ့ဇလန်းတွေအတိုးတိုးတွေကိုဆရာကြည့်ထားတဲ့အခါကျတော့ဒီကလေးကိုချုပ်ထားလို့မရဘူးဆိုတာဒီလက်သိရော open နဲ့မနမိုးလင်းစရိုက်တော့မမရရလေအဲ့ဒီကကျွန်တော်တို့ကပြင်ဦးလင်းကောင်းဝင်းထဲမှာရိုက်ကြလာရလေရကောကျွန်တော်ကိုအဲ့တော့ကင်မရာလေးလုံး ဝိုင်းပြီးတော့ထောင်းထားလိုက်တာကင်မရာတွေကဘယ်နေရာလေးတယ်လို့တယ်မှန်းမသိဘူးအဲ့ဒီချိန်မှာဆရာစီကြီးကကျွန်တော်ဗာပြောလဲဆိုတော့မင်း online မှာဖုန်းလေးတင်နေထောင်းရိုက်တယ်လို့ပဲလို့လို့လက်လက်နဲ့လက်အန်ချီရန်ပြောပုံစုံပုံအတိုင်းကိုလို့လက်လက်လုံးပြောချင်ရတယ်ပြောအချိန်မပြေတဲ့အတိအကျရင်အတိတ်ကြမှာငါဖြတ်ထုတ်လိုက်မယ်လို့လို့လက်လက်ပြုံးဆောင်မင်းညာဘက်ကိုလှည့်လဲပဲမိမျက်နှာကင်မရာမှာမလို့ဘူးဘယ်ဘက်ကိုလှည့်လဲမလို့ဘူးနောက်ဆုံး item power လို့နောက်ဆုံးပြန်လှည့်လိုက်နောက်ဆုံးပြန်လှည့်လဲမလွတ်အောင်လို့ငါကင်မရာလေးကိုမင်းကိုချိန်ထားပေးတယ် ဆိုပြောတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကတကယ်ကင်မရာတွေဘယ်နေရာချိန်လို့ချိန်မှန်းမသိဘူးအဲ့အချိန်မှာကျွန်တော်လွတ်လွတ်လပ်လပ်နဲ့ကာဝန်ထဲမှာစပြီးရိုက်တာဘယ်သူမှလည်းအိုက်တာမပါဘဲနဲ့ကျွန်တော်ပထမဆုံးရိုက်တာပေါ့နော်ရတဲ့အချိန်မှာအဆင်ပြေသွားတယ်လွတ်ပေးတဲ့ဟာပေါ့ဆရာကြီးလွတ်ပေးတာကျွန်တော်ဖွင့်ပေးတာလေးအဆင်ပြေသွားတဲ့ခါကျပြီးလိုက်ပြီးတော့ကျွန်တော်မော်နီတာပြန်ပြဟုတ်ပါမော်နီတာလည်းပြန်ပြတယ်ကင်မရာလေးလုံးဝမော်နီတာတွေကျွန်တော်ပြန်ပြလိုက်ပါတလုံးမှကျွန်တော်မျက်နှာမလုပ်ဘူးအဲ့ဒီအချိန်မှာဆရာရဲ့စေတနာတွေကျွန်တော်မျက်ဝါးတင်တင်တွေ့ရတယ်တွေ့ရတဲ့အချိန်မှာအဲ့မှာကျွန်တော်စင်းနေစင်းနေဦးပေါ့ အရင်ကတော့ online ကနေသူလာတဲ့ခါကျတော့ကလေးတိတ်မလုံးနိုင်လာဘူးအလိုလဲကျတော့ဖြစ်သွားခင်အခြားအတ္တတွေတွေအခက်ခဲတွေ့ဦးမယ်ဆိုပြီးတော့စင်းလေးတွေအတက်နဲ့သုံးလေးသူရှော့ရှော့ပေါ်ပေါ်လေးလောက်တာပေါ့အဲ့မှာမနက်တပိုင်းလေးရိုက်လေးပြီးလေးပြီးတော့ဆရာစင်းနေထတ်တိုးတယ်တိုးလဲပြီးလေးပြီးတော့မနက်6နာရီကနေစရိုက်တာည9နာရီခွဲတဲ့အထိမမရပါဘူးကျွန်တော်တောက်ကြောက်နန်းစလော့အိမ်တထပီးတထလဲတထပီးတထပီးတထပီးလဲတထလဲတထပီးတထလဲတော့ရိုက်အများကြီးပဲပြီးတော့လူတွေအများကြီးအခြား ရိုက်ခွင်းရရှူတင်နေလဲစုံနေတဲ့ခါကျတော့စတိယဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစတိယခိုးတော့ပေါက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလဲအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့ဘူးလေပေါ့ကျွန်တော်တို့ရှူတင်ရအချားရှူတင်ရလူစုံတယ်စုံတဲ့ချိန်မှာဆရာကျွန်တော်ခေါင်းတစ်ခုလေးပြောလိုက်တယ်အဲရှေ့မှာလာကြည့်နေတာတွေကအချားပညာရှင်တွေလည်းများတယ် သူတို့အရှိန်ပြီးတော့လွဲမှာမှားမှာဝင်ကြောင်းတယ်မင်းလွဲလို့မှားလို့ရတယ်ဘာကြောင့်မင်းကအသက်မင်းဘာလုပ်လဲဆိုတော့လာကြည့်နေတာဆိုပြီးဆရာကျွန်တော်ခွန်အားတွေပေးတယ်အဲ့ဒီကမှတ်မှတ်ရပဲအများကြီးပါပဲပြန်ပြောရင်မကောင်းတော့လို့အခြားရှူတန်းသူတွေလည်းကျွန်တော်အများကြီးလာကြည့်တယ်တင်းတင်းကုန်မှတ်မှတ်ရပဲညာ9နာရီခွဲတဲ့အချိန်ထိအမာယွင်းယွင်းနင်းနင်းနဲ့ပြောင်ဆရာကျွန်တော်ရိုက်ပြီးတယ်အဲ့တော့မှတ်မှတ်ရလေးပါပဲကျွန်တော်ပေါ့အဓိကတော့အရင်ကြီးတော့စိတ်မကောင်းတော့မဖြစ်ပါဘူးအဲ့တော့လေအဲ့ဒီစကားဘာကြောင့်ကျွန်တော်ပြန်ကြားလဲဆိုတော့အဲ့ဒီရိုက်နေတဲ့ရှူတင်မှာကကျွန်တော်အတီမိတ်ဆွေတွေက ပါနေတာပါတဲ့ခါကျတော့ submit server လိုပဲဖြစ်ဖြစ်ပြောကြတာပေါ့ပြောကြရင်လည်း develop မှာကျွန်တော်ပြန်နားထဲမှာကြားတာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးเนาะတချို့တော့ကပြောတာအဲ့ဒါလေးစင်ကောင်းဖြစ်တယ်ပေါ့စင်ကောင်းဖြစ်တဲ့ခါကျကျွန်တော်ပို့ကြိုးစားပြီးလုပ်တယ်ဒါပေမဲ့ကျင်းသေးတယ်အမားတွေအများကြီးဖြစ်နေမှာပဲဒီဇလန်းတွေပထမဆုံးကျွန်တော်စရိုက်တာဖြစ်တဲ့တော့လေအများကြီးတော့ဖြစ်နေမှာပဲအထူးသဖြင့်ကျေးဇူးချင်တင်နေတာကဒီဇလန်းတွေရိုက်တော့ကိုညီထုတ်ကောင်အရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ဆရာကကျွန်တော်ကို ြောချင်တာပြောဆိုပြီးလွတ်ပေးတဲ့အချိန်မှာကျွန်တော်ပါဇက်ကနေပြီးတော့တူ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 နဲ့ထွက်သွားတာဒီအကိုကလည်းနည်းနည်းထိကိုက်နိုင်တဲ့ဟာမျိုးစကားလုံးမျိုးတွေရှိတာကိုအကိုကပြုံးနေပြီလေပြောကျွန်တော်ဘာမှမပြောဘဲနဲ့အများကြီးကျွန်တော်ကိုကူညီပေးတယ်ကိုကူညီတော့ကောင်းအရင်ကျေးဇူးတင်ပြီးတော့ဥခင်နိုင်ရင်သား ကိုနေရကိုနေရကိုလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့ဒီကတနီကုံတိုးဆောင်တဲ့အချိန်မှာအခုမှပူပူနွေးနွေးမင်္ဂလာဆောင်တဲ့မဆိုးပြစ်မဆိုးပြစ်နဲ့တော့အရင်အစုံတော့မရှိဘူးဒါပေမဲ့အဲ့ဒီတုန်းကစုံတဲ့အချိန်မှာလည်းရီမမောလေးတွေနဲ့တွဲခေါ်တဲ့တော့အရင်ကျေးဇူးတင်ပါတယ်မှတ်တရပါပဲလွန်ခဲ့တဲ့ခုနှစ်နှစ်ရှင်းနေလောက်တော့တောင်ကြီးတစောင်းတိုင်းမှာသမားတွေမိမုံပြန်နေလွတ်နေတာတွေတွေ့တယ်အော်ပြောနေတာဒီပွဲသေးလေတာဒီတွေ့တဲ့ခါကျကျွန်တော်တောင်ကြီးတစောင်းတိုင်းမှာစက်ပြစီနဲ့အချုံမုံနဲ့ရောင်းလာလေသတိရလို့အဲအဲ့ဒါလေးကိုကျွန်တော်ဟိုတလောလေးကစာလေးပြန်တင်လိုက်တာပါဟုတ် ပြီးတော့ကျွန်တော်တို့ညာ7နှစ်တိုင်းတော့ကစိုင်ကိုရွှေ့ပေးရတာလေရွှေ့ပြီးတော့ညာ7နှစ်တိုင်းတော့ဘောက်ကြီးတွေပထမ်းရတာလေသမားမဒီဗလာကြီးနဲ့ဘလို့မှဆင်မပြေဘူးလေကျွန်တော်ဒီရန်ကုန်ကမ္ပဏီကနေဟိုမှာကျွန်တော်တို့အယုတ်တွေပါတယ်နဲ့ခေါင်းဆုပ်ပြီးကားလို့ရှင်လို့ရှင်ကိုတီးလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီကဘောက်တွေထည့်ပလိုက်တာထည့်လိုက်တော့ညာ7နှစ်တိုင်းတော့ဟိုအားတဲ့မင်းတို့ကမ္ပဏီကလည်းစိုင်နေမမားနေတယ်တဲ့ဟိုစိုင်ဟိုပါပေါ့နေရာမားနေတယ်မင်းတို့ကဟိုဘက်မှာတဲ့ရွှေ့ရမယ်တဲ့ဆိုတော့ဟိုပန်းရှင်လာလဲလာအောင်ရွှေ့ရမယ်ဆိုညာ7နှစ်တိုင်းတို့ကြီးပေါ့ တဲကြပိုးကြတာအချုံမိုးကြီးတွေပါတော့တော့ပို့ပြီးပါကြီးနောက်ဆုံးဘောက်တွေလည်းကြာကြာထန်းလဲထန်းအောင်ဘောက်တွေက၄တောင်အလုံးဆိုတော့ဘကုန်းမောင်ဇောင်းလိုက်ကြတာမသိဘူးကိုယ်လည်းစူပါဗိုင်ဇာတို့ဘာလို့ကြောက်တယ်လေကြောက်တော့အမြန်ထန်းလာထန်းလဲထန်းအလားဘောက်ဇောင်းကဒီပေါ်မှာကြာကြတဲ့ခါကျလူတော်တွေကိုဖျက်ထန်းတဲ့ခါကျတော့အခြားဘေးကသူတွေအကူကြီးတောင်းရင်လေကိုယ်နဲ့မသိတဲ့ခါကျမကူကြီးမှာစိုးလို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာချလိုက်တာဘလို့ဆိုပြီးရှော့ကြောက် ရှော့ကြတော့ क्वे ွားတယ်ခေါ့ဗျာ။ क्वे လဲ क्वे ွားဟိုစူပါဝိဇာတွေဘာတွေလဲကျွန်တော်အလုံးစိတ်မပါလက်မပါမလုံးပါသလိုမအောင်ဘူးသူကလည်းချော့ခိုင်းနေတယ်ဗျာ။ရန်ကုန်လေးရောက်ကလာတာလဲထုတ်မလဲကြံလဲကြအောင်။လာလာတာအိတ်ခုံလေးပဲရတယ်။အဲ့မှာဘာဖြစ်လဲဆိုတော့ရှင်တန်လဲထုံလဲထုတ်ကောပေါက်ဖို့ပြန်ယူရတယ်နောက်ထပ်တသိန်းဆက်ရသေးတယ်လေ။မရှိမရှိမဲ့လက်စော့ကလေးပါပေါင်းပေးလဲ။မမရလေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေခုချိန်မှာတော့ဟာတာလေးတွေပေါ့။ခုကျွန်တော်ညတော့နေမှာကျွန်တော်တချင်းစုပ်ပြီးပြန်လာတာ။ ပြန်လဲလာရင်တော့အိမ်ရရင်ကျွန်တော်စီးရင်ရမှာကျွန်တော်ပတ်သက်ဒီစီးရင်နေပျောက်နေတယ်ပျောက်လို့ဆိုပြီးတော့ကျွန်တော်ရန်ကုန်ဝန်ကန်ဒီလမ်းမမှာကျွန်တော်ကားအေယာကွန်ဖွင့်ပြီးကျွန်တော်အိတ်နေတာအိတ်တဲ့ချိန်မှာဆရာစရိယဖုံးဝင်လာတယ်ပါတယ်မင်းဘယ်ချိန်ရောက်မှာလဲဟာတာဘယ်လိုလာမှာလဲဆရာမဟုတ်ဘူးတဲ့ဒီနေ့တဲ့မင်းတို့ပါလာတဲ့တင်တုံးသားဒီနေ့မိတ်ဆက်ပွဲရှိတယ်မလာဘူးလားတဲ့ဟာဆရာသားကိုလည်းမပြောဘူးလို့ ဖိတ်လည်းမဖိတ်ဘူးဟာမင်းတို့ကဖိတ်တာပေါ့လေ၁၁ရက်နေတယ်မင်းတို့ကဗိုက်ဘာနေစာပို့လိုက်တာဆိုတော့အဲ့ကြမ်းကဒုံလုံးဒုံလုံးနဲ့ဗိုက်ဘာဟိုဖုန်းလေးတစ်လုံးနဲ့ရှိတယ်ကြောဗိုက်ဘာကောက်လို့မဗိုက်ဘာမဟုတ်တဲ့ဖိတ်စာကြီးရောက်နေတာအားနာလိုက်တာဗျာပြောမနေနဲ့ကျွန်တော်ကအဓိကလေရန်ကုန်မနေ့စောကြီးတဲ့ပြန်ဝဲမှာမဝင်မဲနဲ့နေတာကအိမ်ရောက်ချင်းမေးလို့ချင်းစင်းနေပျောက်နေတာရှင်းစရာမရှိလို့စိတ်ညစ်ပြီးတော့ကျွန်တော်လမ်းအိုက်ရန်ကုန်ဝင်ကနေမှအိတ်နေတာအားနဲ့ဆရာဟိုပြောတာကြောက်လန့်လေးပြောပြန်လာဟဲ့ဘာမှငါ့ကိုမေးမေးခွန်းနေထုံးမနေနဲ့ငါပြန်လာနေပြီဆရာစရိယဒီလိုဒီလိုပွဲရှိတယ် ဆိုအားနဲ့ပဲဟိုမမ်မီရှိလားမမ်မီရှိမမ်မီကိုငါလာခဲ့မယ်လို့ပြောဆိုပြီးတော့အဲမမ်မီအိမ်မှာရေချိုးရေချိုးလည်းရှိတဲ့အိမ်လေးတွေဝတ်စားရတယ်ပဲအဲ့ဒါနဲ့ဟိုထွက်လာလိုက်တာအဲ့လိုလေးပါခင်ဗျာဒီနေ့ကတလောင်းနံဒီလိုအဲ့ဒီကတချင်းသွားဆိုတဲ့အချိန်မှာအဲ့အခုတယောက်လားအမတယောက်လားမသိဘူးစပြီးရေးလိုက်တာဖြစ်ပါလိမ့်မယ်စုကြေချတဲ့ပတ်သက်တဲ့အများကြီးတွေမှာလေးသွားတယ်တလောင်းနံလေးတတရွတ်မှာတလောင်းနံမှာလာစာရေးတာမဟုတ်ဘူးစာရွက်အပိုင်းလေးမှာမိုးညိုအတွက်တီးတန့်သုံးရံဆိုပြီးအဲ့တလောင်းနံလေးမှာသွားအဲ့စာရွက်ကလေးနဲ့ကပ်ပေးလိုက်တာပေါ့ဗျာ ကပ်ပေးလိုက်လဲကပ်ပေးလိုက်ပြန်ပြန်လေးလာလေရောဆိုလို့ဆိုဘောင်းမေးတွေလည်းနှိုက်ပြရတယ်အိမ်ပြန်ရလာပြီဆိုတချင်းတွေပါတော့ဆိုရင်ဘောင်းမေးတွေပါတယ်ထဲမှာဆိုလို့အာဘောင်းမေးတွေတွေအကုန်ထုတ်ချာချက်လိုက်ကြအဲ့ဒီတိုးရတာလေအတွက်လိုက်ကလေးတွေမှာအဲ့တိုကိုတော့တွေ့တာကျွန်တော်တို့ကဒါပါလဲမသိဘူးလို့အော်ကွန်ဘို900ပဲရလို့မလောက်လို့ဒါပေးတာလည်းမသိဘူးဆိုအဲ့နဲ့ပဲအိုက်တသောင်းတန်လေးကိုကျွန်တော်ဆက်ကလေးနဲ့ပြန်ပေးတယ်အဲ့နဲ့ကျွန်တော်မှတ်မှတ်ရဟာတာလေးဆိုပြီးတင်လိုက်တာပါကွန်လည်းပဲမစားတော့ပြတ်သွားပြီဆိုတော့အဆင်ပြေပါတယ်ကွန်ကွန်လည်းမစားတော့ဘူးဆိုတော့ဘာဖြစ်လို့တော့ကွန်ပြတ်သွားပြီဆိုတာလဲတနေ့တနေ့ကွန်ဘိုတောင်းလာက ကျွန်တော်စိတ်သောကတခုလိုဖြစ်တဲ့ခါကျကျွန်တော်ကိုယ်ကိုလည်းစိတ်နာကျွန်တော်ဖြတ်လိုက်တာအခုဆိုရင်ပတ်သက်လည်းမရတော့ဘူးတောင်းလည်းမတောင်းတော့ဘူး